အားလုံးပဲမင်္ဂလာပါဘာမှမပြောခင်ပါလေကျွန်တော်အရင်ဆုံးပြောချင်တာကဒီအချိန်မှာလီဗာပူးဖန်တွေရဲ့ရင်ခုန်တန်တွေကိုနှလုံးခုန်တန်တွေကိုအခုချိန်ကလေးကဒီကနေကလေးကကျွန်တော်ဒီဗီဒီယိုထဲမှာကလေးကကြားနေရတယ်လို့ပြောချင်ပါတယ်ဟုတ်တယ်တကယ်ကျွန်တော်ထင်တယ်လီဗာပူးဖန်တွေတကယ်ကိုအရန်ကိုရင်ခုန်နေကြလိမ့်မယ်လို့ထင်တယ်ပြောရရင်တို့တို့အတွက်ဒီကာလဒီအခိုက်အတန့်ကာလလေး တော်တော်လေးကိုယင်ခုံစရာကောင်းနေတဲ့ကာလပဲဗျာဆိုတော့ဒါကဒီ Champion League ကံမဲ့ PSG နဲ့ကံမဲ့ပွဲတပွဲတဲ့အကြောင်းပြောတာမဟုတ်ဘူးဗျာအဲ့လိုမျိုးကသူတို့ကဒီပွဲပြီးရင်လဲ EFL Cup Final Newcastle နဲ့ကံရမယ်အဲ့ဒါမျိုးရှိရယ်ပြီးရင်သူတို့လောလောဆယ်မှာလဲ Premier League မှာကလုံးဝ Premier League ဖလားကတေချာတော့နှီးပါပေါ့96ရာခိုင်နှုန်းကျော်လောက်တဲ့ဒီအဲ့လိုမျိုးပေါ့ဖြစ်နေတယ် အဲဒီကြားထဲမှာမှအဲ့ဒီဟာတွေအပြင်ကိုမှလက်ရှိဒီညမှာပေါ့သူတို့ PSG နဲ့လုံးဝ quarter final တက်ဖို့အတွက်လုံးဝကြကုတ်ကြခဲကံအောင်မှာပေါ့လေအဲ့ဒါမျိုးရှိနေတဲ့ခါမှာတကယ်ဟိုဘယ်လိုပြောရမလဲလေဗာမူဖန်ရဲ့ရှင်ခုန်တဲ့နှလုံးခုန်တဲ့နေကိုကြားနေရတယ်လို့ကျွန်တော်အရင်ဆုံးပြောချင်တာတကယ်ကိုမိုက်တယ်ဗျာဒါမျိုးကြီးကတကယ်ကိုရင်ခုန်ခြင်းစရာကြီးပြောရရင်တော့ပထမအကြော့မှာသူတို့ကဒါ နောက်ကျအီလီယော့ရဲ့နောက်ကျကိုနဲ့ဒါဝမ်းစီးနဲ့ကတ်ပြီးနိုင်ခဲ့တယ်ပေါ့ဆိုတော့ဒါပေမဲ့အန်ဖီမာလဲဘာမှတော့တတ်အပ်တော့ပြောလို့မရသေးဘူးဒါကတော့ဒါဒါအားလုံးလက်ခံကြမှာပါဘာလို့ဆိုတော့အတခုရှိတာကသူတို့ amphi ဆိုတာမျိုးအချိန်ဝါတော့ရှိသေးတာပေါ့လေဒါတွေကတော့အတတ်ချက်ရှိတာကအမှန်ပါပဲဒါပေမဲ့ ဆိုလိုချင်တာက1စီးဆိုတဲ့အနေထားကဘာမှစုံဖြစ်သွားနိုင်တယ်ဗျာဆိုလိုချင်တာအဲ့ဒါမျိုးကသူတို့ကလောလောဆယ်မှာတကယ်ကိုဖလားသုံးလုံးလမ်းကြောင်းထဲမှာရှိနေတာဗျာတကယ်ကိုရင်ခုန်စိတ်လို့ရှားကြပဲဆိုတော့ဒီပွဲနဲ့ပတ်သက်လို့ပြောရချင်တာက PSG ကြောင်းပြောရရင်ပေါ့ PSG ကြောင်းကလည်းစပြောရင် PSG ကဒီအရီမှာတကယ်ကိုကောင်းနေတယ်ဗျာဆောင်းရမ်းကောင်းနေတယ်မန်စီးတီးချန်ပီယံလိမှာမန်စီးတီးလို့အပြင်ကိုနိုင်ပြီးမှ အဲအဲ့လိုမျိုးပေါ့နိုင်ခဲ့တယ်မန်စီးတို့အတင်းတွေကိုနိုင်ခဲ့တာမျိုးကြီးလည်းရှိတယ်ပြီးတော့သူတို့ကသူတို့လီဂူးမှာဆိုလုံးဝရှုံးပွဲမရှိသေးဘူးအဲ့ဒါမျိုးဒီပြိုင်ပွဲစုံမှာလည်းနောက်ဆုံး22ပွဲမှာရှုံးပွဲမရှိဘူးလီဗာပူးနဲ့မတွေ့ခင်အချိန်ထိပေါ့လီဗာပူးနဲ့မှပဲစပြီးသူတို့ရှုံးပွဲတွေ့သွားတာအစကလီဗာပူးနဲ့မတိုင်ခင်မှာ22ပွဲတိရှုံးပွဲမရှိကန်ခဲ့တာအဲ့ဒါမျိုးပဲ အဲ့လိုမျိုးအတင်းကိုလဘာဘူးကလည်းတကင်နိုင်အောင်ကန်ခဲ့တာဒါပေမဲ့အဲ့ဒီပွဲကမကြေပွဲတွေကိုဒါအင်ဒရစ်တို့တတိုက်ကဟာခီမီတို့ဒါဒမ်ဘီလီတို့ဘာဂိုလာတို့တတိုက်ကတဲလာဖို့တော့ရှိတယ်အန်ဖီကိုအဲ့လိုမျိုးရှိရအဲ့ဒီတည်းမှာပတ်သက်လို့ဒါအင်ဒရစ်ပြောတာအမတ်ရတာကိုကျွန်တော်ပဲဖောက်တယ်ချရရင် तू ကဒီအန်ဖီအကြောင်းကသူကသိပြီးသားပေါ့ဗျာအာလုံးဝ special အားပေးမှာလုံးဝဟို ဟို special ကိုဗျာပြိုင်ဘက်ကစားသမားတွေအလုံးဝဟိုကြောက်ခမန်းလီလီဖြစ်သွားအန်ဟောတကြီးဖြစ်သွားအောင်ပြောရရင်တော့ပုံမှန်ခြေစွမ်းတွေအောက်ရောက်သွားတဲ့ ठी အောင်အဲ့လိုမျိုးအန်ဟောစရာကောင်းလောက်အောင်တို့အန်ဖီပရိတ်တဲ့ကျန်းတယ်အားပေးမှုကျန်းတာဗောလေအဲ့လိုမျိုးတွေဆိုတော့တီးပြီးတာဆိုတော့အဲ့ဒီဟာတွေနဲ့ဒီအသားကြောက်အောင်လူကစားသမားတွေကိုပြောထားပြီးတာဒါကြိုတင်ပြီးတော့ပြင်ဆင်ပြီးတာလို့တော့ပြောထားတယ်ဆိုတော့အဲ့လိုမျိုးတွေလေး ရှိတယ်ဗျာ the fact ကလည်းလေဘာဘူကဒီ slow ကဒီယာဒီမကင်ကင်နေဆိုမဲ့လုံးဝ special mic လွန်းနေတာ slow mic တလို့တတင်းလုံးကတက်ညီလက်ညီနဲ့ကောင်းနေတယ်လို့တို့ရဲ့အဓိကနောက်ဆုံးမပြောရရင်ဘလွန်းတူရောအထိပါဟာဟိုမှန်းလို့ရနေတဲ့ကစားသမားမိုဟာမက်ဆာလက်ကလည်းလုံးဝဒီယာဒီမအစွမ်းကုန်ကို တောက်လောင်ပြနေတာဗျာပြောရအောင်အရင်ကလည်းဆာလက်ကကောင်းခဲ့ပြီဗျာဒါဒါပေမဲ့အခုကသူကလုံးဝရင့်ကျက်မှု ကလည်းလုံးဝပြီးပြည့်စုံနေတယ်လို့မျိုးလေအဲ့လိုမျိုးနဲ့ကိုဟိုနောက်ဆုံးပြောနောက်ဆုံးပြီးတော့ကိုထွန်းနေလို့မျိုးအစွမ်းကုန်တောက်ပအစွမ်းကုန်တောက်လောင်ပြနေတာအဲ့လိုမျိုးတွေရှိတော့ဒီပွဲကတော်တော်တော့ကျွန်တော်အမြင်ကတော့ဒါဂျာပရိတ်တ်အနေနဲ့မြင်ပြောရရင်တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်လို့မျိုးတော်တော်လေးချိလာမဲ့ပွဲပဲ တကယ်ကိုစိတ်ဝင်စောင့်ကြည့်ခြင်းစရာပွဲပဲဗျာပြီးတော့လည်းရလက်ကလည်းဝမ်းစည်းနေပဲဖြစ်ထားတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ကအဓိကအဲ့လိုမျိုးဒါတော့ဘောလုံးဂျာဘောလုံးဖန်တယောက်အနေနဲ့ကြည့်ရမှာကိုကတော်တော်ရင်ခုန်စိတ်လို့ရှားဖို့ကောင်းတယ်ဒါကတော့ကျွန်တော်ကဘဒုနိုင်ဒီဖြစ်စီမနိုင်ဒီဖြစ်စီပေါ့လေအဲ့လိုမျိုးဒါတက်ဆိုင်ရအသင်းပြိတ်တက်နေဆိုရင်တော့ပိုပြီးရင်ခုန်မှာပေါ့ဗျာဥမာ Liverpool fan တွေပေါ့ပိုပြီးရင်ခုန်မှာပေါ့ဆိုတော့ဒါကဟိုကျွန်တော်က Liverpool အဓိကထားပြီးပြောနေရဆိုတာလေဒါ မြန်မာကျွန်တော်မြန်မာပြည်မှာလဘာဘူးဖရိတ်တက်တွေကအများဆုံးပဲလေဟုတ်တယ်မလား PSG နဲ့စာရင် PSG ကဘယ်နှယောက်ရှိမှာလဲအဲ့ဒါအဲ့ဒါမျိုးလေးလေမပြောပြဘူးအဲ့လိုပေါ့ PSG fan ဆိုလဲဒါလုံးဝစိတ်လုံချာရင်ခုန်နေမှာပဲအဲ့အဲ့ဒါမျိုးတွေရှိတယ်ဗျာဒီပွဲကတကယ်ကိုစောင့်ကြည့်ကြင်စရာတခြားပွဲတွေလည်းဟုတ်တယ်ရှိတယ်ဒါပေမဲ့အမို့ပေါ့ဖီဗီဟိုဘာစီလိုနာရဲ့ဗင်ဗီကာဆိုလဲဒါဘာစီလိုနာ1-0ပဲနိုင်တာဆိုပေမဲ့ ဘာကာကွန်မှာလဲကံမှာဖြစ်တဲ့အတွက်ကြောင့်အရန်ကြီးပြစောင့်ကြည့်ကျင်စရာမဟုတ်သေးဘူးတခြားဒါဘိုင်ယန်နဲ့လေဘာလေဘာကစင်နဲ့ဘိုင်ယန်နဲ့ပွဲတော့လဲဘိုင်ယန်3စီးကြီးနဲ့တုတ်ထားတာဆိုတော့အဲအဲ့လိုမျိုးပါအရန်တိတ်စိတ်ဝင်စားမှုတိတ်မရှိဘူးပေါ့ဗျာတလားဒါတက်အပ်တော့နောက်တစ်ဆင့်တက်ပြီးပြောရခက်တယ်ပေါ့နောက်ပွဲဆိုလဲဒါအင်တာမီလန်ကဒါလုံးဝအဝဖြစ်ထားတာဗျာသူးစီးနဲ့အေးစီးနိုင်တာဆိုတော့ဒီနေ့ညမှာကဒါအားလုံးရဲ့စောင့်ကြည့်စင်စရာ all i on ပေါ့ ဂျပါဘူးနဲ့ဒါပြဲကြည့်ပွဲကိုစောင့်ကြည့်စင်တကယ်ကိုကောင်းတယ်တကယ်ကိုကျွန်တော်လည်းကြည့်မှာပါနိုးရင်ပေါ့လေအဲ့လိုမျိုးအဲ့လိုမျိုးတွေရှိတယ်ပြီးတော့ဒါလပါဘူးရဲ့ဒါချန်ပီယံလိလမ်းကြောင်းကတွက်ကြည့်လိုက်ရင်ဒါဒီတဆင့်မှုကြော်ပြီးဆိုတာနဲ့ကွာတာဖိုင်နယ်မှာကဒါကလပ်ဘူးနဲ့အက်စတန်ဗီလာတို့အဲ့နှစ်တင်းနဲ့တင်းနဲ့တက်လာတဲ့တင်းနဲ့တွေ့မှာပေါ့လေလောလောဆယ်အက်စတန်ဗီလာကဒါ3-1နဲ့နိုင်ထားတယ် သူတို့အိမ်ကမှာခု club room နဲ့ဒါ club room ကိုမှပြန်ကမ်းမယ်ပေါ့ဆိုတော့ထားပါတော့အဲ့လိုမျိုးကြီးဆိုတော့တော်တော်လေးအချိန်ကြီးကောင်းနေတယ်ဗျာ semi semi final ထိပေါ့ semi semi final ရောက်ပြီဆိုရင်တော့သူတို့ကဒါဟိုဘက်ကဖြစ်လာနိုင်ခြင်းအတင်းနေရှိတာက arsenal တို့ဒါပြီးရင်ဒါ real madrid တို့ atletico တို့ရှိရှိတယ်ပေါ့အဲ့လိုမျိုးရှိရဆိုတော့တကယ်ကိုဒါဒီပွဲကတော်တော်လေးလေဝါဘူးတော်တော်လေးကိုအရေးပါလာတယ်ပြောရရင်တော့ တကယ်ကိုလည်းမိုက်လွန်းတယ်ဗျာသူတို့ရဲ့ဒီကျွန်တော်စောစောပိုင်းတော့ပြောခဲ့သူတို့ရဲ့ဒီအချိန်ကာလအရတော်တော်လေးမိုက်လွန်းတယ်တကယ်ဖလားသုံးလုံးလမ်းကြောင်းထဲမှာလေအခိုက်တန်ဒီအခိုက်တန်လေးကနေသူဖလားသုံးလုံးလမ်းကြောင်းကိုတကယ်ကိုဆွဲခေါ်တော့ပြောရင်တော်တော်နီးစပ်နေဗျာပြောရင်ဖလားနှလုံးကဒါနောက်ဆုံးခြေလမ်းလှမ်းဖို့ပဲကြံတော့တယ်နောက်ဆုံးခြေလမ်းပဲကြံတော့တယ်ပေါ့အဲ့လိုပြောရမှာအချန်ပီယံလိကတော့ တဆင်ချင်းသွားအောင်မှာပေါ့လေအဲ့လိုမျိုးပေါ့အရင်ပြောရတာခက်ပြဲအဲ့လိုမျိုးနောက်ပြီးတော့တကယ်ကိုဒီရဲ့ချီကို short တက်လို့တော့မရအောင်အဲ့ဒါတော့အမှန်ပဲစာအုပ်ရမ်းကြည့်လို့ကောင်းပါဗျာကျွန်တော်ကတော့စဉ်းစားရင်းနဲ့တော့တကယ်တကယ်တကယ်မိုက်တယ်အဲ့ဒီပွဲရတာအဲ့ဒါဒီပွဲအကြောင်းလည်းအဲ့လိုမျိုးပြောချင်ပါတော့ရလက်အနေနဲ့ကတော့ကျွန်တော်ကအာတိတ်တော့မခံမှန်းတာဘူးပြောပြောရင်တော့အခုပုံစံဒါအပေါ်ရန်ရဒီတိုင်းဒီ ခြေနေတွေရပေါ့ကြည့်ရရင်တော့လီဗာပူးကတာတာပေါ့လွန်အန်ဖီးမှာလည်းဖြစ်တယ်လို့လုံးဝချန်ပီယံလိဆိုရင်လည်းပို့ပြီးတော့နက်တယ်ဗျာအဲ့ဒါမျိုးတွေပေါ့ PSG နဲ့ဆိုင် PSG ကချန်ပီယံလိလည်းနူရေးတယ်ဒါမျိုးတွေပေါ့သူတို့ဒါတက်လာတာတော့မှသူတို့ဒီ play off ကနေတက်လာတာဗျာအဲအဲ့လိုမျိုးတွေလည်းချီရဲဆိုတော့လီဗာပူးကတော့အဖက်ဖက်ကတာနေတယ်ကျွန်တော်အမြင်လီဗာပူးကအများကြီးတော့ဂိုးမပြတ်လာဘူးလို့ထင်တယ်ဟိုကလည်းရုံးကန်လာမှလည်းပါနေတယ်ဆိုတော့ 2-1နေ1-0လောက်တော့မတော်ဘူးလို့မြင်တယ်ကျွန်တော်ထင်2-1လောက်တွေမျိုးဒူစီအဲအဲ့လိုမျိုးတွေတော့တွားမယ်တွားလောက်မယ်လို့ထင်တယ်ဒါပေမဲ့လည်းဟို PSG ကနိုင်ပြီးတော့အချိန်မိုးတွေအထိရောက်သွားတာမျိုးလည်းဖြစ်နိုင်တယ်ဒါကျွန်တော်အဝေးကိုးတွေမရှိတော့ဘူးဆိုတော့လေအဲ့အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ဟုတ်ကဲ့နော်ဒါဒီပွဲကိုညမှာကံမဲ့ပွဲနှစ်နိုင်ပွဲမှာကံမဲ့ပွဲကိုကျွန်တော်အားလုံးစောင့်ကြည့်လိုက်ကြအောင်ပါဗျာနော်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ် အရှင်ပြင်းလဲကျွန်တော်ရဲ့ဒီ Bolognese Tan YouTube Channel လေးကို Like and Subscribe လုပ်ပေးကြပါအောင်နော်အားလုံးကျေးဇူးပါ